ဟာလေလုယာအားလုံးကိုတကယ်ရှိနာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်။ဘုရားသခင်ဂျေဇုတော်ကိုချီးမွမ်းပါတယ်။ကျွန်တော်ဘုရားသခင်ရဲ့ဂျေဇုတော်အားဖြင့်နှုတ်ကပတ်တော်ကိုအတူတူဝခံယူဖို့ရတဲ့အချိန်တိုင်းကိုပြင်ပေးတဲ့ဘုရားရှင်ရဲ့နာမတော်ကိုရှေးဥစွာချီးမွမ်းပါတယ်။ကျွန်တော်ဒီနေ့တူကခွန်အားယူတိဆောက်ဖို့ရတဲ့ရွေးချယ်ထားတဲ့ကျမ်းပိုင်ကတော့ရှင်မာကုခရစ်ဝင်ကျမ်းအခန်းကြီး၈အခန်းငယ်33ဖြစ်ပါတယ်။ ရှင်မာကုခရုဉ္ဇံအခန်းကြီး၈အခန်းငယ်33ဖြစ်ပါတယ်ကျွန်တော်ပေးထားတဲ့ခေါင်းစဉ်ကတော့ဘုရားသခင် အရာကိုမဆွဲလန်းရင်ဘုရားသခင်ကဆုံးမမယ်ဆိုပြီးတော့မှခေါင်းစဉ်ပေးထားပါတယ်ဟုတ်ကဲ့ပါဒါဆိုကျွန်တော်တို့ချမ်းပိုက်ကိုဖတ်ကြည့်ရအောင်ရှင်မာကုခရုဉ္ဇံအခန်းကြီး၈အခန်းငယ်33ကိုတော်သည်မျက်နာတော်ကိုလှည့်၍တပည့်တော်တို့ကိုကြည့်ရှုလျက်အချင်းယံသူငါနောက်သို့ဆုတ်တော် သင်သည်ဖယားသခင်၏အရာကိုစိတ်မဆွဲလန့်လူတို့၏အရာကိုသာဆွဲလန်းသည်ဟု၍ပေတရုကိုဆုံးမတော်မူ၏။ကျမ်းပတ်ကိုနောက်တစ်ခေါက်ထပ်ဖတ်ပါမယ်။ရှင်မာကုရုဝင်ကျမ်းအခန်းကြီး၈အခန်းငယ်33ကိုတော်သည် မျက်နာတော်ကိုလှည့်၍တပည့်တော်တို့ကိုကြည့်ရှုလျက်အချင်းရန်သူငါနောက်သို့ ဆုတ်တော်သင်သည်ဖယားသခင်၏အရာကိုစိတ်မဆွဲလန့်လူတို့၏အရာကိုသာဆွဲလန်းသည်ဟု၍ ပေတရုကိုဆုံးမတော်မူ၏ဖတ်ကြားတော်သောနှုတ်ကပတော်အပြင်ရောက်ချင်းတဲ့ကိုဘုရားသခင်ကောင်းချီးပေးပါစေဟုတ်ကဲ့ပါဒီနေ့ကျွန်တော်တို့ဒီကခွန်အားယူတိဆောက်ဖို့ရန်အတွက်ကျွန်တော်တို့ရဲ့အသက်တာထဲမှာပေါ့နော်ရှင်ပေတရုကိုတကယ်ယူကအချင်းရန်သူတဲ့ငါနောက်သို့ဆုတ်တော်တဲ့သင်သည်ဘုရားသခင်အရာကိုစိတ်မဆွဲလန်းလူတို့၏အရာကိုသာဆွဲလန်းသည်ဟု၍ပေတရုကိုဆုံးမတယ်ပေါ့နော်ဒီချမ်းပိုက်လေးကိုကြည့်တဲ့အခါမှာ မှန်တကယ်ကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုရင်ပေတရုနဲ့သခင်ယေရှုကယန္တူတွေလားယန္တူတွေမဟုတ်ပါဘူးသခင်ယေရှုနဲ့ပေတရုဒီတပည့်နဲ့ဆရာဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာပါကြောင့်သခင်ယေရှုကသူ့ရဲ့တပည့်ကိုအချင်းယန္တူငါနောက်တော့စုတ်တော်လို့ပြောရတာလဲဆိုရင်တော့အကြောင်းရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့အခန်းငယ်31နဲ့32ကိုဖတ်ကြည့်မယ်ဆိုရင်သိနိုင်ပါတယ်31မှာ ထိုမှတပါလူသားသည်များစွာခံရမည်လူအကြီးကဲရစ်ဘရောဟိတ်အကြီးချမ်းပြူစရာတို့၏ညင်ပယ်ခြင်းအသေးသက်ခြင်းကိုခံရမည်သုံးရက်မြောက်သောနေ့၌ထာမြောက်မိအကြောင်းများကိုတပည့်တော်တို့အားပြစာပြုတော်မူ၏ထိုသို့အတိအလင်းပြတော်မူသောကြောင့်ပေဒရုသည် ကိုတော်ကိုမိမိနှင့်အတူ ခေါ်၍အပြစ်တင်သောစကားကိုရှောက်တော်ကိုတော်သည်မျက်နာတော်ကိုလှည့်၍တပည့်တော်တို့ကိုကြည့်ရှုလျက်အချင်းရန်သူငါနောက်သို့စုံလော့ သင်သည်ဘုရားသခင်၏အရာကိုစိတ်မဆွဲလန့်လူတို့၏အရာကိုသာဆွဲလန့်သည်ဟု၍ပေတရုကို ဆုံးမတော်မူ၏ဆိုပြီးတော့မှတွေ့ရပါတယ်။အဓိကအကြောင်းရင်းကတော့ဘာလဲဆိုရင်သခင်ယေရှုဤလောကကြီးကိုကြွလာရတဲ့အဓိကအကြောင်းရင်းဒီလဝါကတိုင်ပေါ်မှာ ကျွန်တော်တို့လူသားတွေရဲ့အဖြစ်တွေအတွက်အသေးခံပြီးတော့မှဘာလို့လဲဆိုရင်ယေဘရဟိတ်တွေဂျမ်းပြူစရာတွေရဲ့ညင်းပယ်ခြင်းအသေးသက်ခြင်းကိုခံရမယ် လူအကြီးငယ်တွေရဲ့ညင်းပယ်ခြင်းကိုခံရမယ်ပြီးတော့မှအဲ့ဒီလဝကတံပေါ်မှာအသေးစိတ်ကိုခံရပြီးတော့မှ၃ရက်မြောက်တော့နေမှာပြန်ပြီးတော့မှတေခြင်းကနေရှင်ပြန်ထားမြောက်မယ်ဆိုတဲ့အရာကိုသူရဲ့တပည့်တော်တွေကိုသူအဲ့လိုမျိုးပြောလိုက်တဲ့အချိန်မှာပေတရုကသခင်ယေရှုကိုခေါ်ပြီးတော့မှအပြစ်တင်တဲ့စကားကိုပြောတယ်ပေါ့နော်ကိုတော့ဘာကြောင့်လဲကျမ်းစာထဲမှာတော့မြည်ထားပြီးမယ်ကျွန်တော်တို့စဉ်းစားကြည့်လို့ရတယ်ပေါ့နော် သူရဲ့ဆရာတယောက်က သူတို့ကိုခွဲသွားတော့မယ်ဆိုတဲ့အချိန်မှာတပည့်တယောက်အနေနဲ့ခံစားချက်ကိုကျွန်တော်တို့နားလည်မယ်လို့ထင်ပါတယ်။အရန်ဝန်းနေတယ်။ဝန်းနေပြီးတော့မှတခြားဒီကျွန်တော်တို့ခရစ်ဝင်ကျမ်းတွေမှာဆိုဘလို့ရေးထားလဲဆိုရင်တော့သခင်ယေရှုခေါ်ပြီးတော့မှသခင်ယေရှုအစားကျွန်တော်ကပဲအသေးခံပါမယ်ဆိုပြီးတော့မှပေတရုကသခင်ယေရှုကိုအဲ့လိုအဲ့လိုမျိုးပြောတယ်ပေါ့နော်။အဲ့လိုပြောတဲ့အချိန်မှာသခင်ယေရှုကသူ့ကိုရှင်မှန်စကားမပြောပါဘူး။ လို့ပြောလဲဆိုတော့အချင်းရန်သူငါနောက်သူစုတော့ပြောချင်တဲ့အရာဒီသူဤလောကကြီးကိုကြွလာရတဲ့အဓိကရည်ရွယ်ချက်ဖရဲသခင်ရဲ့အလိုတော်ကိုစောင့်နေတဲ့သူတယောက်ဖြစ်တဲ့အခါမှာသူရဲ့အလိုတော်ကိုတားသိလာတဲ့သူအားလုံးဒီသူရဲ့ရန်သူဖြစ်တဲ့ဆိုတာပြရပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝအတ္တတားလမ်းမှာလဲပေတရုကိုသခင်ယေရှုဆုံးမတဲ့ကဲ့သို့ပဲဖရဲသခင်ရဲ့အရာကိုစိတ်မဆွဲလန့်လူတို့ရဲ့အရာကိုသာဆွဲလန့်တယ်။ဘာကြောင့်လဲဆိုတော့ပေတရုက လူတို့ရဲ့အရာကိုဘာကြောင့်ဆွဲလန်းနေကြလဲဆိုရင်သူတို့တပည့်တော်တွေကသခင်ယေရှုကိုဘယ်လိုမျိုးမျှော်လင့်ထားတာလဲဆိုရင်တော့သခင်ယေရှုသည်သူတို့ကိုဒီတော့ဒီယောမားတွေရဲ့လက်ကနေကယ်တင်ပြီးတော့မှသခင်ယေရှုကိုရှင်ပြန်တရားအနေနဲ့ခန့်အပ်ခြင်းလည်းတာဖြစ်ပါတယ်။ဒါပေမဲ့သခင်ယေရှုရဲ့ယုတ်တည့်ရကြီးငါအသေးခံရမယ်လို့ထားပြလိုက်တဲ့အချိန်မှာသူတို့အတွက်လုံးဝတိဆောက်စရာမရှိတော့ဘူးဖြစ်သွားခဲ့ပါတယ်။လုံးနားလဲပါတယ်။ဒါပေမဲ့သခင်ယေရှုဤလောကကြီးကိုကြွလိုက်ရအဓိကရည်ရွယ်ချက်ကလူသားတွေကိုကယ်တင်ဖို့ နော်ကျွန်တော်တို့ကိုရွေးနှုတ်ဖို့သူရဲ့အသွေးသူရဲ့အသက်နဲ့ကျွန်တော်တို့ကိုကယ်တင်ဖို့ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအရာကိုပေတရုကနားမလဲခင်တုန်းကသူဒီတခင်ရှုကိုတားခဲ့တယ်ဆိုတော့တွေ့ရပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝတက်တာတွေမှာပေတရုကဲတော့ပဲလူတို့ကြီးအရာကိုဒါဆွဲလန်းနေမယ်ဆိုရင်တော့ဘုရားသခင်ရဲ့အရာကိုကျွန်တော်တို့ဆွဲလန်းလို့မရဘူးဆိုတော့တွေ့ရပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဘဝတက်တာတွေမှာရှင်ပေတရုကဲတော့ပဲလူတို့ကြီးအရာကိုဆွဲလန်းတဲ့စိတ်တွေကိုလျှော့ပြီးတော့မှ ဘုရားသခင်အရာကိုဆွဲလန်းတဲ့စိတ်လေးကိုမွေးဖို့ရန်အတွက်တကယ်ပဲလိုအပ်တာဖြစ်ပါတယ်။ဒါမှမဟုတ်ကျွန်တို့အဲ့လိုမျိုးဘုရားသခင်အရာကိုမဆွဲလန်းရင်တော့ပေတရုကိုသခင်ယေရှုဆုံးမတကယ်သူပဲကျွန်တော်တို့ကိုလည်းဘုရားကဆုံးမမှာဖြစ်ပါတယ်။ဒါကြောင့်ကျော်ရရဲ့ဘဝတရားတမှာဘုရားသခင်အရာကဘယ်ရလဲ။မေကိုရှိပါတယ်။ဒါဆိုရင်ဘုရားသခင်ရဲ့အရာကဘာလဲဆိုရင်သခင်ယေရှုသည်ကယ်တင်ရှင်ဖြစ်ပြီးတော့မှသခင်ယေရှုသည် သခင်ဖြစ်ကြောင်းကိုယုံကြည်ဝန်ခံပြီးတော့မှအဲ့ဒီသခင်ယေရှုရဲ့နောက်ကိုလိုက်ခြင်းကဖခင်သခင်ရဲ့အရာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝအတ္တဓာတ်မှာဒီနေ့သခင်ယေရှုကိုကျွန်တော်တို့ရဲ့ကယ်တင်ပိုင်ရှင်ဖြစ်နေယုံကြည်လက်ခံပြီးပြီဆိုရင်တော့ဒါကတော့ဖခင်သခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းစရာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကကယ်တင်ခြင်းရကိုလို့ပြီးသွားပြီလားမဟုတ်ပါဘူးကျွန်တော်ဒီလောကကြီးမှာအသက် ရှင်နေရသေးတယ် ဒါကြောင့်အသက်ရှင်နေတဲ့အချိန်ကာလမှာဖခင်ရဲ့ဘုန်းတော်ကိုထင်ရှားဖို့ရန်အတွက်ကျွန်တော်လိုအပ်မဲ့ຢာတွေကိုလှုပ်ဆောင်ရမယ်။ရှောင်ရှားရမယ့်ຢာတွေကိုရှောင်ရှားရပြီးတော့မှမွေးမြူရမယ့်ຢာတွေကိုမွေးမြူခြင်းအဖြစ်ဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားတဲ့သူတွေဘုရားသားသမီးဖြစ်ဖို့ရန်အတွက်ဘုရားသခင်ကအလိုရှိတယ်ဆိုတာကိုသိရပါတယ်။ဒါကြောင့်ကျော်ရီရဲ့ဘွားတက်တာတည်းမှာပေတရုကဲ့သို့အချင်းရဲ့သူငါးနောက်သို့ဆုတ်တော့အဲ့လိုမျိုးအပြောခံပါလား။ဒါမှမဟုတ်ရင်ငါသားငါစီကိုလာပါ။ငါပေးတဲ့ကောင်းကြီးမင်္ဂလာကို ခံပါဆိုတဲ့စကားကိုမပြောခံပါလားဒါကကျွန်တော်တို့ရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်ဒါကြောင့်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တဲ့အရာကတော့ရှင်ပေတရုကဲတို့เนาะကျွန်တော်တို့အစာပိုင်းမှာเนาะအစာပိုင်းမှာဘုရားသခင်ရဲ့အရာကိုစိတ်မဆွဲလန်းပေးတဲ့မှာလူတို့ရဲ့အရာကိုလည်းစိတ်ဆွဲလန်းနေတဲ့အချိန်မှာသခင်ယေရှုကိုသူတို့ကျွန်တော်မာယွင်းနဲ့အမြင်နေနဲ့မြင်နေတယ်ဆိုတော့တွေ့ရပါတယ်ကျွန်တော်တို့ရဲ့ဘွားတရားထဲမှာကျွန်တော်တို့ဘာကြောင့်ဒီနေ့เนาะ ကောင်းကြီးမင်္ဂလာတွေနည်းနေတာလေတို့ဒီနေ့ဘာကြောင့်ဖရာရဲ့အလိုတော်ကိုနားမလည်ရလဲဆိုရင်အဓိကအရာကတော့ကျွန်တော်တို့ဒီလူတို့ရဲ့အရာကိုဆွဲလန်းနေလို့ဖြစ်ပါတယ်အဓိယာကိုဖျောက်ပြီးတော့မှနံပါတ်1အရေးကြီးဆုံးဖြစ်တယ်ဖရာသခင်အရာကိုစိတ်ဆွဲလန်းခြင်းအဖြစ်နေ့ရက်တိုင်းနေ့ရက်တိုင်းကိုအသက်ရှင်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ဘဝတည်တာထဲမှာနေ့ရက်တိုင်းဒီမင်္ဂလာရှိပြီးတော့မှဖရာသခင်ရဲ့ဘုန်းတော်ကို ထင်ရှားတဲ့ဘုရားသခင်ဖြစ်လာမယ်ဆိုတော့ပြရပါတယ်။အရောက်ချင်းဒီတိုင်းဘုရားသခင်ကောင်းချီးပေးပါစေ။